နာနာဒီနေ့ကတော့ဒီမုံစားမဲ့ဗီဒီယိုပဲဖြစ်ပါတယ်။မှန်တိုင်းပြောမယ်ဆိုလို့ရှင်ဒီမုံကိုအရင်တော့ဗီဒီယိုတစ်ခုမှလည်းစားပြဘူးတယ်။အဲ့တော့ကစားတော့လေဒီအမျိုးစားပဲလာတော့မသိဘူး။အတူတူပဲမုံကိုစားပြဘူးတယ်ပေါ့နော်။အဲ့တော့အခုဒီဗီဒီယိုရိုက်ဖို့စတော့စိတ်ကူးမရှိဘူး။ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်းဗီဒီယိုမတင်ပြလိုက်ဘူးဆိုတဲ့ခါကျတော့ဘလို့ပြောကောင်းလဲတော်ဝင်ရက်ွက်သလိုခံစားရတာလေအားကြောင့်မလို့အခုဒီမုံစားရတဲ့ဗီဒီယိုရိုက်မယ်လို့စိတ်ကူးလိုက်တာလေပြီးလို့ရှင်ဒီတော့ရှိရတဲ့ဒီမုံကိုစားခြင်းနေရမင်းကြတော့အိမ်ဝက်ထဲမှာကလေးကစားခြင်းနေရဒီဟာလေးက အရင်ပေါ်လာတာဒီဟာလေးမောကဟုမြင်နေရတဲ့အတိုင်းပဲကောင်းချင်းလေးပုံမှာမှဂျပန်ထညက်ရီစမ်းထားတဲ့ပုံစံမျိုးလေးဟုတ်တယ်မလားဒီဟာလေးကိုကြိုက်လိုက်ရတဲ့ခံစားချက်အေးအဲ့ခံစားချက်ကအရင်ကောင်းတာထိတ်လေးကိုဒီလိုမျိုးလေးအော့ဆိုကြိုက်လိုက်တယ်ဆိုလို့ရှိရင်ဒီထညက်ရီလေးတွေကဗစက်ထဲမှာပျော်ဝင်သွားပြီးအခါကျတော့ပျော်ရှင်ချမ်းမြေ့တဲ့ရတာကိုခံစားရတာအဲ့ဒါမလို့မနေ့ကအိမ်မက်ထဲမှာအထီးကိုအဲ့ဟာလေးကိုကြိုက်လိုက်ရတဲ့ခံစားချက်လေးကိုခံစားနေရအောင်နော်အဲ့ဒါမလို့ဒီနေ့ဝယ်စားမယ်လို့စိတ်ကူးပြီးတော့ရုံစင်စင်ချင်းသွားဝယ်လာ တာလေဒီဟာလေးပြီးရဲ့အချိန်ကျတော့အိမ်မထဲမှာထပ်ပေါ်လာတာဒါလေးသူ့ကိုကိုက်လိုက်လို့ရှင်လဲအဲ့လိုနှမ်းဘက်လေးတွေကပါးစပ်ထဲမှာပျော်ဝင်သွားတာလေအဲ့လိုရောအားလုံးကပျော်ဝင်နေရတယ်ကျမလေးသာပိုးနေရတာစားကြတဲ့စိတ်ကအရင်ပေါင်နေပြီဗောနော်စားလိုက်ပါအောင်မယ် ီဟာလေးပါပုံမှန်အတိုင်းဒီတိုင်းကြည့်မယ်ဆိုလို့ရှင်တော့သူထင်းရဲ့ရေကောင်းငင်းရေပဲလို့ထင်ရတာလေဒါပေမဲ့သူ့မှာအแทမှာပဲအမဲရောင်နေပါတယ်လို့ချိုးစီစီပဲတကယ်တော့ကိုကဒီမုံသာစားကျင်တာအแทရေကချိုးစီစီပဲကိုမကြိုက်ဘူးပေါ့နော်မကြိုက်ပေမဲ့လည်းတစ်ဆက်တည်းပါနေတဲ့ခါကျစားရမှာလေအိမ်မက်ထဲမှာဒီအပေါ်ရင်ပဲပါတယ်အောက်ကမပါဘူး နကပြောရင်မလားဒီဟာလေးကိုကြိုက်လိုက်တဲ့အချိန်မှာအရေးလေးတွေကဗဇက်ထဲကိုစီးဝင်သွားပြီးအခါကျတော့ပျော်ရွှင်စရာကောင်းတဲ့ခံစားချက်ခံစားရတယ်ဆိုတာ။အရင်ကတော့ဒီမုံကချိုးနေလို့အဲ့လိုခံစားချက်ခံစားရတာမဟုတ်ဘူး။သူ့ရဲ့အရာသာဘယ်လိုပြောရင်ကောင်းမလဲ။ချိုးစီးစီးအရာသာနည်းနည်းလေးပဲပါပြီးအခါကျတော့အဲ့လိုငန်ကြွိကြွိအရာသာလေးရတယ်။မြန်မာနိုင်ငံမှာလည်းထင်းရဲရီကိုအဲ့လိုမျိုးနည်းနည်းငန်တဲ့ပုံစံနဲ့ထင်းရဲရီတစ်ခါလေးစားဘူးလေ။နိုးထမင်းတွေပါစားတဲ့အချိန်မှာ။ဒီဟာကိုစားရတာအေးအဲ့လိုမျိုးကောင်းညင်းလေးကထုတ်ထုတ်လေးဖြစ်ပြီးအခါကျတော့အရာသာလေးကချိုးချိုးလေးပေါ်မှာငန်ကြွိကြွိလေးစမ်းထားတဲ့အချိန်ကျတော့ အဲ့လိုအိမ်မက်ထဲတောင်စားကြတော့ရေပေါ်ဆုံးအလွှာလေးကပဲအချိုးစီစီအလွှာလေးဒါပေမဲ့ခုဝဲလာတဲ့ဆိုင်ကသူ့မုံတွေအကုန်လုံးမှာပဲကိုအဲ့လိုချိုးစီနေအောင်မလုပ်ထားဘူးအဲ့ဆိုချိုးစီစီသိမ့်မကြိုက်တဲ့ကို့အတွက်ဆိုတော့အဆင်ပြေရေ တကယ်လို့သာဒီမုံရဲ့အပေါ်ဓာတ်ကပဲလေးမပါဘူးဆိုလို့ရှင်သူကငါနိုင်ငံမှာဆိုလို့ရှင်အဲ့လိုမနှက်စာစားရတဲ့ကောင်းချင်းမောင်းနဲ့အကြော်နဲ့ကြော်မပါဘူးပါသွားကောင်းချင်းမောင်းပူပူလေးပေါ်မှာနှမ်းထောက်ပြီးတော့စားရတဲ့အဲ့လိုအရသာရခံစားချက်မျိုးရဲ့အနံ့လေးရရတယ်အဲ့ဒါဆိုတော့မြန်မာပြည်ကကောင်းချင်းမောင်းနဲ့အကြော်အလွမ်းပြေပေါ့ကြီးစားရတာရှောက်ရုံနေတော့အိမ်မထဲဒီပါရဲ့ဇက်လိုက်လေးပေါ့နော် ဒီဟာလေးတစ်ခုကြံတာကတော့မစားနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့ကောင်းညှင်းလုံးဆိုတော့ဘိုင်ဒန်တော့လေ ခုဒီဗီဒီယိုကကြည့်ရတာတော့တိုးပါရဲ့ဒါရယ်လေဘယ်လိုပြောရမလဲဘာမှအကျိုးရှိရလဲမပါဘူးဆိုတဲ့ခါကျတော်တော်လေးရှင်းလဲဘာဖြစ်ဘူးပေါ့နော်အခုလောဗီဒီယိုလောက်ကိုစဉ်းစားရဲဆိုလို့ရှင်ဘာတင်ကောင်းပါလဲလို့စဉ်းစားလဲဥနောက်ထဲကကောင်းမဲ့ဟာထွက်မလာဘူးကြီးရဲ့လူတွေစီကနေပြီးတော့အကြံတောင်းနေတာရှိရဲ့အေးဘယ်လိုမျိုးဗီဒီယိုတွေလုပ်ရင်ကောင်းပါလဲဆိုတာခေါင်းစဉ်လေးပါလေအကြံလေးပါလေပေးကြပါအောင်ရှင်ကျွန်တော်ဥနောက်ထဲကဘာမှမထွက်တော့လို့ပါဥနောက်လေးငှားကြပါအောင်အဲ့ဆိုဒီနေ့ကတော့တော့ပါပဲနောက်ပြန်တွေ့ပါမယ်တတား